့ကျွန်မဒီမစတာမှာ judge အနေနဲ့ဆက်မလုပ်တော့တဲ့အကြောင်းလေးကိုပြောပါပါ။နောက်ပြီးတော့ဒီနေ့တင်လိုက်တဲ့ video ပေါ့။အချင်းပြင်းနယ်ကမြချင်းနာတင်မုံဝင်အမျိုးသားတယောက်ပေါ့နော်။အဲ့ဒီတင်မုံဝင်ကပထမဆုံးကျွန်မတို့ဘယ်မှာချင်းဆိုပြတာ။ကျွန်မတို့ဘာလို့မဆိုခေါ်ခြင်းလဲ။ကျွန်မတို့လူတယောက်ခေါ်ခြင်းပြီးဆိုရင်ကျွန်ဝင်တယောက်ခေါ်ခြင်းပြီဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့လူအများကြီးခေါ်ရဘူးနေလူခေါ်ရများနေပြီအများကြီးခေါ်ရဆိုပြီးတော့ ပြောထားရှေ့ကျမတို့လည်းကြိုးပိုင်ထားရတယ်ကျမတို့မှာရလက်ခုမရှိဘူးဖြစ်နေကျမတို့အကုန်လုံးခေါ်ကြတယ်အဲ့တော့အကွာကိုလည်းပြောတယ်ကွာကွာညီမအဒီတယောက်ကိုတော့အဲ waiting list ထားလိုက်တော့ခေါ်ရများရဲ့အကုန်လုံးလည်းအဆင်ပြေလောက်ကြီးထင်တယ်ပေါ့ကျမတို့ limit ပေးထားရအောင်နော်အဲ့ဒီဂျားရီကနေကျမတို့ကခါကြရင်10ယောက်10ယောက်လောက်ပဲခေါ်ခိုင်းတာကျမတို့ဒီဂျားရီ13ယောက်ခေါ်ရင်ခေါ်ပလိုက်ပေါ့ဒါကျမတို့စီနေတာပေါ့နော်ဆင်းနာစွာရောင်းပြဟပ်ပါတယ်ဒါကမြန်မာစတားကနေမလောက်တော့လို့ကျမတို့က အာကျမကဒီအကြောင်းလေးပြန်ပြောရလဲမဟုတ်ဘူးလို့ဆိုတော့ပမာချင်းတပုတ်ဆိုတာကသူကအစင်အရင်မပြေဘူးမပြေဘူးဆိုတော့သူအကုန်လေးတွေဒီကမှာပြေတာပေါ့နော်ပြီးတော့ကျမတို့ကသူ waiting list ထားမယ်တဲ့ကောင်ကအဆိုအဆိုကိုထားလိုက်လို့ဆိုပါနဲ့အဲ့တော့ तू ကလည်းဒီခါလေး yes ရချင်တယ် yes ချင်တယ်နဲ့ထင်ပါလေအဲ့တော့ကဲဆိုဆိုဆိုလို့ဆိုတော့အဲ့ဒီ video ထဲမှာကျတော့ကျမကသူ့ကိုစကားလူပြောတဲ့ပုံစံဖြစ်အောင်အဲ့ဒီလုပ်ထားရချင်တယ်ကျမကတော့မကြည့်ချင်ဘူးအဲ့ဒါမကြည့်တော့ကြော်သွားလိုက်တယ်ပေါ့နော်အဲတကယ်ရပြင်မကကျတော့အဲ့ဒီနေရာချပြင်မဝင်နေတက်တည်ရှိမယ်ထင်တယ် အာတကယ်ပြမှာကျွန်တော်ပြန်မုံဝင်ကဒါသူလည်းတက်ချင်လို့သူကိုလီပြောတာလုံးဝနားမထောင်ကိုလီပေးတဲ့ comment တော့သူလုံးဝဆုံးအောင်နားမထောင်ကိုလီကိုပဲနင်းပြောတာအဲ့တော့ကိုကလည်းနောက်ကျတော့နည်း aggressive နည်းနည်းလေးဖြစ်လာတဲ့အခါကျတော့မဟုတ်ဘူးချားတင်မွေးတယ်မှာလည်းခက်ခဲအများကြီးရှိတယ်လာမယ်နော်ဆုံးထိနားထောင်ပြန်ခက်ခဲအများကြီးရှိတယ်ကျွန်တော်တို့ကလည်းဖြုတ်တာမဟုတ်ဝင်းနီ list ကိုထားမှာခေါ်ခေါ်လိုက်ရင်ပြီးနေပြီဒါမဲ့လည်းနောက်မှလည်းကျွန်မကဒီ founder နဲ့စကားချေတယ်မပြောချင်တော့ဘူးအဲ့လိုဆိုတော့အဲ့နဲ့သူကလည်းမပြီးဘူး ူသူရေပဲကျွန်တော်တို့ကိုလွှတ်နေတာဒီတန်မိုးဝင်ကပဲကျွန်တော်တို့ကိုသူသူအပြစ်ပြစ်တယ်လားမဟုတ်ဘူးเนาะသူမှပြစ်မရှိပါဘူးသူပြိုင်ချင်တယ်တက်ချင်တယ်ရချင်တယ်နားလေတယ်တက်ရမယ်เนาะအဲ့တော့အဲ့ဒီမှာကျမသူ့ကိုပြောလိုက်တဲ့စကားနှလုံးသုံးလုံးထပ်ပေါ့သူပြောတာအများကြီးပဲသူအရင်ကျမတို့နှစ်ယောက်စလုံးကိုကွန်မန့်ပေးမမှန်တာအဲမှန်ကယ်လဲအဲ့ဒီပြိုင်ပွဲဝင်ကိုကျမတို့ကနှစ်ပုတ်ဆူခိုင်းတာမြမတချင်းကတော့မြမစားကသူကတေးရေးဆရာကြီးကခွင့်ခွင့်ယူသွားမှာပတ်စံကုန်မှာဆိုလို့ထင်တဲ့ အင်္ဂလိပ်အင်္ဂလိပ်ချင်းပဲတင်လိုက်တယ်။မြန်မာချင်းတော့ဆိုပို့လို့အဆင်မပြေဘူး။အဲ့တော့အကိတင်လိုက်လို့ရှင်လဲရှင်လို့ကျမကိုဆဲအောင်မှာမဟုတ်လား။ဆိုတော့ဒါကျမကခန်းစားနေရလို့လဲ live လုပ်နေတာမဟုတ်ဘူး။အာဒါပြုတ်ပြတာ။နော်အဲ့တော့အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့အဲ့ဒီကအဲ့ဆိုဖုန်းနာကိုပဲနားခေါ်လိုက်တယ်။အဲ့ဆိုအခုဒီကိစ္စကိုပဲရှင်းလိုက်တော့အဲ့ဆိုကျမတို့လည်းပြောလို့မရတော့ပြန်မဝင်ဘက်ကအရန်တိုးပြီးပြောနေပြီ။အဲ့တော့ကျမတို့သူ့ကိုလည်း သူ့ပြောလာရင်ရှင်းခါရရင်ကျွန်တော်ကျွန်တော်ငယ်တဲ့လူဆိုတော့ကျွန်တော်စကားပြောမိပါအမပါပါလို့ရှင်အဆင်ပြေတော့အခုပဲပြောလိုက်တော့ဆိုတော့ဖောင်လာခွင့်တော့စားပြီးဒီဗီဒီယိုတင်ပြီးတော့ပြည်သက်တွေလက်ခံနေဆိုရင် yes ပေးပြီးရင်တင်လိုက်မယ်ဆိုတော့အခုတက်ပါစေနောက်တစ်ဆင့်အောင်ဆူတောင်းပေးရအောင်နောက်တော့အပြုံးတဲ့ကိစ္စယုံအပြုံးတဲ့တော့ကကျွန်တော်ကျွန်တော်ကအပြုံးကိုတကယ်မသိဘူးမသိဘူးလို့ပြောလို့ကျွန်တော်ကိုအပြုံးဖန်လေးလာဆဲလဲကျွန်တော် မတတ်နိုင်ပါဘူးကျွန်တော်ကလည်းလူတိုင်းမသိဘူးကျွန်တော်လည်းလူတိုင်းမသိနိုင်ဘူးအမျက်ကတော့သိတယ်အမျက်ကဟိုးတုံးနဲ့တက်တော့ဆော့လာဆိုတော့ကျွန်တော်တက်တော့သုံးခဲ့တဲ့ချိန်ကအမျက်ကအရင်ဗီဒီယိုတွေမှာဟော့ခဲ့တာဆိုတော့အမျက်ကတော့သိတယ်ပြောလို့တော့မသိဘူးအပြုံးကိစ္စကလည်းဖြစ်နိုင်တော့တဲ့အပြုံးကိုလည်းနောက်ဆက်ခေါ်ကြည့်နေတယ်တဲ့သူတို့ဘက်က request လာလုပ်တယ်ဖောင်တာဘက်ကအဲ့တော့ကျွန်မကရှေ့နောက်ကြည့်လိုက်တယ်ဒါမှမဟုတ်တော့ပြောတယ်ညီမသဘောပါဆိုတော့ရှေ့နောက်ကြည့်လိုက်တဲ့အခါကျတော့အကယ်၍အော်သူတို့ခေါ်ခိုင်းတာအောင်မှငါမခေါ်ပြီးလိုက်လို့ရှိရင်ငါနဲ့ဒီညီမ star တင်နဲ့ short ရိုက်သွားနိုင်လားပေါ့နော်အဲ့လိုဆိုတွေးပြီးတော့ကိုအောင်ကိုအောင်ကိုရေးလို့ညီမတို့ဒီတယောက်ခေါ်ပြရမယ်လို့ပြောနေရဲဆိုတော့အပြုံးက ကျွန်မတို့တင်တာမဟုတ်ပါဘူးညီမစတားကတင်တာပါโอเคကျွန်မဒီ live ကိုမဖြတ်ဘူးအဲ့ဆိုကျွန်မလည်းညီမစတားမှာမလုပ်တော့ဘူးဘာကြောင့်ဒီလိုပေါက်ပြီး live လွှင့်ရလဲဆိုတော့အဲ့ဒီကချင်ကပြန်မုံဝင်ကောင်းလေးပေါ့နော်အမျိုးသားပြန်မုံဝင်မောင်လေးအမအားပေးနေပါတယ်အဲ့ဒီပြန်မုံဝင်ကောင်းလေးကိစ္စကိုလည်းကျွန်တော်ပြောရအောင်အိုးကျွန်တော်အစဲမခံနိုင်တော့ဘူးเนาะဒီဗီဒီယိုတင်မယ်ဆိုလို့ရှိရင်လည်းအကိုကျွန်တော်တို့နှစ်ပုတ်ပြီးဆိုရယ်ဆိုတော့လည်းတင်ပါတက်နိုင်သမျှ judge တွေကိုအကို product လုတ်ပေးပါเนาะ တက်နိုင်မှ just တွေကို product လုတ်ပေးပါပါဆိုကျွန်တော်အကိုတို့မြန်မာ star နဲ့ပတ်သက်ပြီးလုတ်ပေးခဲ့တဲ့ຢာတွေအများကြီးတော့ကျွန်တော်ငွေကြီးမတော့ဘူးသူတို့တရားပေးလာကျွန်တော်တရားကြုံမကောက်ကုန်ပြီးတော့အဲကျွန်တော်သွားလာလာအနေနဲ့ကျွန်တော်ဟိုတယ်မှာငှားပြီးနေတာပါဆိုကျွန်တော်ရောင်းမှမနေဖြစ်ဘူးဆိုတော့အဲ့ဒီဘာကြီးဆိုက်ရကျွန်တော်ကကျွန်တော်ဒီ audition အတွက်ငားတာမဟုတ်ဘူး live round အတွက်ပဲလို့ပြောလိုက်တာဒါပေမဲ့နောက်ကျတော့ audition ကဘယ်နေရမှမသိဘူးကျွန်တော်ဝင်ပေးတယ်နောက် schedule လည်းမပေးဘူး schedule မပေးဘူးကျမလည်းလုံးရှိကန်ဖြစ်မဟုတ်ဘူးလေကျမကဒီအပြင်အဆိုပွဲပဲဆိုတာဆိုရင်တော့ကျမလည်းအပြင်ပွဲတွေ cancel လုပ်ပြီးလုပ်ပေးလို့ရခွာကျမဆိုင်းခွဲလေလေကျမဆိုင်းခွဲရမြို့ပေါ်မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကကျမကတပွဲ40လို့ပြောပေမဲ့အခုကတပွဲ40နဲ့မရတော့ဘူးလို့ဆိုတော့တပွဲ80လောက်မှကိုက်တယ်တပွဲ80နဲ့ဝေးဆို330ကျမဆိုင်းခွဲတပွဲဖြန့်သူတို့330ပေးမှလားကျမဆိုင်းမှရပါအဲ့တော့မပေးဘူးလေအဲ့တော့ကျမလည်းမြန်မာစားမှာစားလို့ပေါ့ဆိုတော့ကျွန်တော်တို့အချင်းချင်းကတောင်းဆိုတော့အခုဒီဗီဒီယိုတင်မယ်ဆိုလို့ရှိရင်ကျမကိုအတက်နိုင်ဆုံးကာကွယ်ပေးပါ ဘာဆိုပြန်မုံမဘက်ကကျမကျမပြောတာကိုအရင်နားမထောင်လားကျမနဲ့ကိုအောင်ကိုနဲ့ပြောတာကိုကိုအောင်ကိုအရင်ကုန်းမပေးရတယ်နဲ့ကိုအောင်ကိုပြောတာကိုအရင်နားမထောင်လားကိုအောင်ကိုကုန်းမပေးတော့ပြန်မုံရနားမထောင်ဒါပြန်မုံမပြစ်ဖို့တာမဟုတ်ဘူး तू တက်ချင်တယ် तू နိုင်ချင်တယ် तू မမှားဘူးကြိုပြောပြီးသားနော်ပြန်မုံမောင်လေးလည်းအမမမုန်းဘူးကြိုပြောတာအဲ့တော့ तू तू တက်ချင်စောနဲ့ तू ဒေါမပါဘူး तू အေးအေးလေးပဲပြောတာမဟုတ်မောင်လေးအမလို့ပြောတာနားထောင်နားထောင်မောင်လေးအကိုနေရမပြီးဘူးမောင်လေးကတော့ vibration ကလှအောင်လုပ်တယ်ဆိုမှအမှန်တကယ်လက်တွေမှာမလှနေဘူးကြိုပြတော့လုံးဝလက်မခံဘူးအဲ့မှာကိုကပြောရင်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 နဲ့ तू တယောက်ထဲနဲ့နိုင်ဝဲလောက်ကြတယ်အဲ့နေ့ကပြိုင်တဲ့လူတွေအကုန်လုံး သိတယ်။နောက်တော့မဟုတ်ဘူး။အမတို့ကအဝေးကလာလို့နားလေပေးရတယ်ဆိုပေမဲ့အဆင်ပြေတဲ့အခါကျတော့အမတို့လည်းတင်လို့မရအောင်။အဲဒီသူ့ဗီဒီယိုကိုလေမြန်မာလိုဆိုတော့အင်္ဂလိပ်လိုဆိုတော့ကျွန်တော်တို့ရောတင်လိုက်ရပြိတ္တကအကြံတစ်မျိုးပြောင်းပြီးစေအောင်ပါ။ပြိတ္တဆိုကျွန်မပြိတ္တကိုပြောတာမဟုတ်ဘူးနော်။ချီရှုနေတဲ့ပြိတ္တကိုပြောတာ။ဆိုတော့အဲရှင်ပြီအပြုံးတော့ကလည်းကျွန်တော်နဲ့ကောင်ကိုနဲ့ခေါ်တာမဟုတ်ဘူး။အာနောက်တစ်ခုကမြန်မာ starting ကခေါ်တာ။ Okay. ။ Now uh we were in WA မနေ့ကကြတော့ဆင်းနေပြီးတော့လာမပြောနဲ့။ Okay နော်။ကျမကချို့ဆိုပြောတယ် attention လိုချင်လို့ရှောက်ပတ်ရှာပြီး no 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 ကျမကို request လာလို့တော့ကျမလည်းဩအဲ့ဒါတခုခုပဲပေါ့နော်ကိုလည်းဒါ social ဘဝလည်းပြောင်းမသွားဘူးကိုလည်းရင်းနှီးနေလို့ပြေးချင်တယ်ဆိုပဲပေါ့ဆိုပြီးတော့အာလုံလိုက်တာသဘောမျိုးပဲကျမပြန်မဝင်နေပေါ့ neutral neutral ဆိုတာနောက်ပိုင်းပြန်မဝင်နေတိမှာပေါ့နော်အဲ့တော့ကျမကလည်းကို ပတ်တာကိုပတ်စံရှာနေတဲ့ကိုမိသားစုချင်းမင်းမလန့်အောင်ထားပေးနိုင်တယ် AC ပဲဆိုတော့အဲဆက်မလုပ်တော့တယ်ကျွန်တော်ကနော်။အဲဆိုကိုလည်းအဲ့ဒီမှာဝင်မဲ့ရက်တွေကကိုရဲ့ပြတ်သိပ်ထိုးနေအောင်အရင်နှစ်တည်းကကျွန်မကထွက်ရပြီးသားအာဘာပြန်ဝဲမှပြန်ရင်ကလေးကကျမတို့ဆိုင်ကနေဘက်မှာနာမည်ရှိတော့ထွက်ရတယ်အဲ့တော့အောက်ချင်းလည်းမလုပ်ဘူးဝင်လည်းမမြင်ဘူးဆိုတော့ပြောချင်တာဒီနေ့ရှင်းတဲ့ပြဿနာကတော့အမ်လိုက်လို့ပြောရစရှားပါတယ်နော်ထပ်ပြောပြီးရှားတယ်အဲ့ကချင်ပြန်ဖို့ရေမောင်လေးက ကျွန်မအဗီဒီယိုထဲမှာမပါလာလို့ညီမသန်တပုတ်အဲအင်္ဂလိပ်ဆောင်းတပုတ်အဲနှစ်ပုတ်ပေးဆိုရဲပြီးတော့သူ request လုပ်လို့ပေးဆိုရဲသူကနောက်ပြီးတော့ကျွန်မတို့က audition မှာအဲ့ဒီနေ့က guitar ပေးမသုံး piano လည်းပေးမသုံးကျွန်မတို့လည်းမြန်မာပြည်တုန်းကအတန်စစ်ခဲ့ရတာ piano တွေပါနေမပါဘူးအဲ့တော့အတန်ကြီး vocal ပဲတီးတဲ့အဲ့ဒီနေ့ကပြန်ရတာအကုန်လုံးအဲ့တော့သူကစလာပြန်ကလေးက piano နဲ့တောင်းဆိုတာမဟုတ်ဘူးတခြားပြန်ဝင်နေလဲပေးမပြန်နေတဲ့အတွက်မောင်လေးလည်းအတန်မဲ့အရင်စစ်လိုက်ပါဆိုတော့သူရဲ့ vibration လောက်တာတွေကတကယ် မလှဘူးမလှလို့မလှဘူးပြောတာဒါကိုလက်ခံရမယ် just တယောက်အနေနဲ့ကိုပေါင်းကိုကစပြောရဲအဲမလှဘူးအတန်လောက်တာမလှဘူးလို့ပြောနေရအောင်သူကလုံးဝလက်မခံဘူးဒါကျွန်တော်လှအောင်လုပ်တယ်ပြောဆိုအဲ့ချိန်မှာနေအောင်ဆုံးအောင်ကြောင်သွားပြီဟဲ့အကိုဘယ်လိုလုပ်ကြမလဲကျွန်တော်ပြဿနာဖြစ်ပြီးထင်တယ်အကူကလည်း waiting list ထားတာဒါဖြုတ်တာမဟုတ်သေးဘူးလေပြောသူက waiting list မှာသူကမနေချင်ဘူးအဲ့တော့ English အချင်းဆုံမယ်အော် okay ဟုတ်ပြီဆိုဆို English ချင်းမှာလည်း Tony တူပဲအကိမေးတာကျမတို့တင်လိုက်ရင်လည်းဆဲကြပါလေ မတင်ပြန်တော့လည်းအခုမတင်ဘူးဖြစ်ပြန်အောင်ဗီဒီယိုကလည်းကျမကကျမတို့ကိုမဆက်ဆင်းအောင်လုပ်ထားတာပေါ့နော်တခါလေဒီမှာစတားကလည်းကျမတောင်းဆိုထားတာအကိုတနေ့ကများ judge တွေကိုကာကွယ်ပေးနော်ဘာလို့ဆိုကျမတို့ဘက်ကစဖောင်းတာမဟုတ်ဘူးကျမတို့ရန်လေးဖြစ်နေတာမဟုတ်ဘူးကျမဘာလို့ဆိုစတဲ့ဘဝနဲ့အားနာအောင်မြကြီးနာကအဝေးရလာပြီးတန်ရတာနားလေတယ်ဒါပေမဲ့ရန်ကုန်မှာနေပြီးလာပြန်တာစိတ်ယုံစင်းတဲ့လူတွေအလုတ်ဖြတ်တဲ့တနေ့ကုန်နေစားကတစ်ဖက်ကမြကြီးနာလာပြန်တာအဝေးရလာတာတိတယ်တစ်ဖက်ကနီးနီးလေးဆိုပေမဲ့လည်းအဲနီးနီးလေးကလူတွေကသူတို့နေစားကအပြတ်ခံတယ် အများကြီးဒုက္ခတွေသူတို့တက်စီမောင်းတဲ့လူတွေရှိရယ်တကယ်တော်တဲ့လူတွေကလေပီယန်နိုနဲ့လည်းထိလို့မရှိဘူးတကယ်ဆိုပြသွားတာအရင်ကောင်းတယ်နော်အဲ့တော့ထပ်ပြောပါမယ်အပြုံးနဲ့ကိစ္စလည်းအပြုံးကိုမတိုက်ခိုက်ဘူးအပြုံးကိုလည်းချစ်ပါလေကျမမုန်းပါဘူးအဲနောက်ပြီးတော့အပြုံးကိုလည်းကျမတကယ်မသိခဲ့ပါဘူးအဲ့ဒီကိစ္စကျမကိုအပြုံးကိုမသိဘူးပြောလို့ချောက်တိလာဆဲရတာလည်းရှိတယ်နော်လေအပြုံးကိုမသိရတယ်မကျမကိုဆဲရမှာလားကျမကလူတိုင်းကိုမသိသလိုလူတိုင်းလည်းကျမကိုသိမှာလားကျမလည်းမသိရလို့တပုံးကျမလည်းမသိရလို့တပုံးကြီး ဆိုရှယ်ညက်နေပြောအောင်လဲအမျက်ကိုကျမသိရလို့ပြောပြီးပြီအမျက်ကအရင်တော့နေက view တွေဆော့လာတာကြာပြီတက်တော့မှအကျဉ်းလာတာကြာပြီဆိုအမျက်ကိုသိရအပြုံးတော့မသိဘူးမသိဆိုရင်မုံချင်းချက်ချင်းမပါဘူးတကယ်မသိရနောက်တော့မှအိမ်ကအမေမေးကြည့်တော့ငါတို့ကအပြုံးကိုသိရလေးတွေနဲ့မသိလားအမေရဲ့တမိတီတို့ကိုညံ့သွားတယ်တကယ်မသိလိုက်တာဒါပေမဲ့အပြုံး video မှာလဲကျမကဟိုအပြုံးဆိုတာဘသူကြီးလဲလို့မေးလိုက်တာတခုမှမပါဘူးဒါပေမဲ့ကိုတကယ်မသိပေမဲ့ဟာလာကိုလို့အခု TikTok ဆယ်လေးလာပြန်ပါဒါပေမဲ့ကျမမသိဘူးလို့မြင်မှုလို့ပဲမိတ်ဆက်ပေးပါအောင်အဲ့လိုမျိုးလေကောင်းမလေးပြောခဲ့တာအဲ့ဒါကိုလာဆဲတာဟုတ်ရှင်နော်အဲ့တော့ ျမဘာကြောင့်ဒီလို live လွှင့်ရလဲဆိုရင်ကျမမြန်မာ star ကိုတောင်းပန်နေတဲ့ကြားထဲကနေအဲ့လိုဗီဒီယိုကိုအထင်လွဲအောင်လို့ထပ်ပြီး edit ပြီးတင်လာရည်အရင်ရုပ်ပေါက်လုံးနဲ့မြန်မာ star ဖောင်းတာကိုကျမမုံ့လုံးမုံ့မောင်ရှင်လို့ဒါပေမဲ့အကိုလိုဒီနေ့ attention ကျမအခုလည်း live လွှင့်ပြီးပေးလိုက်ပြီเนาะဒါပေမဲ့ကောင်းတဲ့ attention တော့မဟုတ်ဘူးအကိုတို့ပြန်ဝဲမယ်ထိခိုက်တာအကိုမြန်မာ star ကို quality ညှင့်ကျင်တယ်လည်းပဲညှင့်ကျင်တယ်ဆိုလို့ရှိရင်အကိုကောင်းတဲ့အရာတွေပဲလုပ်ရမှာလीเนาะအခုအကိုစီမှာတခြားလုံးလုံးပေးရကျမနဲ့တောင်အကိုတို့ကတက်အောင်မပေါင်းဘူး နော်အပြင်မှာတော့ရမဖြစ်ဘူးဆိုပေမဲ့အကိုတို့လုပ်တဲ့လုပ်ရကောင်မဟုတ်သေးဘူးနော်အဲ့တော့အိုအောင်ကိုကိုတော်ကိုတို့စီမှာချစ်ချာထိုင်ပါမလားအဲ့ဒီနေကပြောတယ်အပြုံးဝင်စတယ်နော်ညီမရေးရကိုတို့ဆဲခါတော့မှမသိဘူးအပြုံးကတကယ်တော်တယ်ဆိုနိုင်တယ်ဒါပေမဲ့နောက်စစ်တင်မောကလိုအပ်ချက်တွေအများကြီးရှိတယ်ကျမတို့ကမတင်ချင်ဘူးမတင်ချင်ဆိုတော့ waiting list ကိုထားမှာပေါ့နော်အကယ်၍အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်လည်းအော်တင်မယ်ပေါ့နော်အပြုံးဒါပေမဲ့မပြေသွားဘူးနော်အဲ့တော့လူဆိုရလဲတိခတ်နိုင်စိတ်ကအတိုင်းဒါပဲဒီခါလေးကြားရတယ်ကိုကို ဟိုကျမဒါကိုတိတိနဲ့ zoom make ပြီးဆက်ရှောင်းနေရမယ်လို့လည်းကျမပါတော့လေနော်အဲ့တော့ကျမမြန်မာစတားကနေ judge အဖြစ်နှုတ်ထွက်ပါတယ်အဲ့ဒီအဲ့ဒီမြေကြီးနာကမောင်လေးပြိုင်မဲနေကိုလည်းကျမ audition မလာတော့ဘူးမထိုင်ပြီးတော့ထွက်တော့မယ်လို့ပြောဒါပေမဲ့သူတို့ကလာခိုင်းတယ်လာခိုင်းတော့လာပြီးတယ်အတောင်ကြီးလုပ်ပေးတဲ့ကြားထဲကနေလည်းကျွန်တော်ကိုပြန်ခဲ့လားဆိုမခဲ့ဘူးမခဲ့လို့ကျွန်တော် live လုပ်နေရှင်ပါတယ်။ဘာကြောင့်ထွက်ရလဲဆိုရင်နံပါတ်1အဲ schedule ကိုကျွန်မကိုတိကျမပေးဘူး။ ကျွန်မလည်းအားရနေရလို့မဟုတ်ဘူး schedule ကိုနောက်ပြီးတော့အခုပြောင်းပြီးတော့တော်ကြာမဟုတ်တော့ပြောင်းပြောရနောက်ပြီးဒီရက်တွေမရှိဘူးပြောရင်နောက်ရက်တွေရှိလာတယ်အဲ့တော့ကျွန်မသွားလာရတာတွေကအဆင်မပြေဘူးကျွန်မပတ်စံတွေကသူများထက်နှစ်ဆသုံးဆကုန်ပါတယ်အဲ့နောက်တစ်ခုကအဲ့ဒီပြန်ဝင်တဲ့ပတ်သက်တဲ့ video ကျွန်မတို့နှစ်ပုတ်ပေးဆိုလဲဆိုတာကိုအကိုထည့်ပေးပါနောက်တော့ဘာပြောလဲဆိုတော့ဒီမလို့ already တမကတော့ရန်ဖြစ်စီနေတာဆိုဟူး why အထက်တော့ရန်ဖြစ်စီနေတာဆိုမဖြစ်ပါဘူးမဖြစ်ပါဘူးဒါပေမဲ့ကိုကတော့ပြောတယ်မဟုတ်ဘူးလေအဝေးကလာတာမှန်ပေမဲ့ တကူးတကာကြီးအဝေးရလာတာမဟုတ်လို့တင်ပေးရမယ်လို့မရှိဘူးလေအကယ်၍သူ့ဗီဒီယိုနှစ်ပုဒ်စလုံးတင်ခဲ့ရင်ကျမတို့အစိုက်ခါမှာတင်တယ်ဆိုပြီးတော့လေဒီလားလိုအပ်ချက်တွေရှိသေးတော့တင်တယ်ဆိုပြီးအကြံတစ်မျိုးတစ်ပုဒ်ဆဲကြမယ်ဟိုအင်္ဂလိပ်သင်တစ်ပုဒ်တည်းတင်လိုက်တော့ကျမတို့ကနှစ်ပုဒ်ပေးမစို့ဘူးလဲဖြစ်သွားရော